ဒီလိုနာမည်ကြီးတဲ့အမှုပညာရှင်တွေကို Flurry Car Company ဘက်ကနေပြီးတော့ဘာကြောင့်သူတို့ရဲ့ကားတွေကိုဝယ်ယူခွင့်ပိတ်ပင်ခဲ့ကြတာလဲနောက်ပြီးတော့ဘာကြောင့်သူတို့ဒီ Flurry Car တွေဝယ်လို့မရအောင် Blacklist ရှင်းတွေကိုထည့်ခဲ့ကြတာလဲဒီအကြောင်းလေးကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ကြရအောင်โอเคအားလုံးပဲမင်္ဂလာပါမိုးထက်အနေနဲ့ထိမှန်နေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် ပုံမှန်ကားတွေကိုကိုဝယ်ချင်တယ်လို့ဝယ်လုချင်တယ်လို့လုမောင်းချင်တယ်လို့မောင်းလို့ရတယ်ဆိုပေမဲ့အဲ့လိုလုလို့မရတဲ့ brand တစ်ခုကတော့ Flurry ကားတွေပဲဖြစ်ပါတယ် Flurry ကား showroom တွေကိုဝင်ကားဝယ်ပြီးတော့ပြန်ထွက်လာမယ်ဆိုတော့စိတ်ကူးမျိုးရှိခဲ့ကြဘူးလားလက်တွေ့မှာတော့အဲ့လောက်မယိုးရှင်းနေပါဘူးဘာလို့လဲဆိုတော့တင်က Flurry ကား showroom တွေကိုရောက်ပြီးဆိုတာနဲ့တာဝန်ရှိသူတွေကတင်ရဲ့ credit card ကိုအရင်ဆုံးစစ်ဆေးကြမှာပဲဖြစ်ပါတယ် ဘာကိုစစ်ဆေးတာလဲဆိုတော့တင်းရဲ့ credit card ထဲမှာ flurry card တစ်စီးကိုပိုင်ဆိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ငွေပမာဏရှိရလားဆိုတော့အဓိကစစ်ဆေးကြမှာပဲဖြစ်ပါတယ်။ Okay တောင်းဝင်ရှိသူတွေကစစ်ဆေးလိုက်လို့တင်းရဲ့ credit card ထဲမှာ flurry card တစ်စီးပိုင်ဆိုင်ဖို့ငွေအလုံလောက်ရှိပြီဆိုတာနဲ့ချက်ချင်းကားကိုပေးမဝယ်သေးပါဘူး။ဘာလို့လဲဆိုတော့ဒီ flurry card အတွက်ချမှတ်ထားတဲ့ rules တွေကိုအရင်ဆုံးတင်းကိုရှင်းပြကြမှာပဲဖြစ်ပါတယ်။ Flurry ကတစည်းပိုင်ဆိုင်သူအတွက်ချမှတ်ထားတဲ့ rules တွေကတော့ဒီ rules တွေပဲဖြစ်ပါတယ်။အချက်တွေကတော့များတယ်ဆိုပေမဲ့အဓိကကြတဲ့အချက်တွေကိုပဲကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1ကတော့ Flurry ကတစည်းကိုဝယ်ယူပြီးတစ်လနှစ်လပဲစီးပြီးတော့ပြန်လဲရောင်းချပိုင်ခွင့်မရှိဘူး။ပြန်လဲရောင်းချခြင်းနဲ့ဆိုရင် Flurry ကကကိုယ့်ရဲ့လက်ထဲမှာအချိန်ကာလတစ်ခုတည်းရှိနေပါတယ်ဆိုတော့အထောက်အထားတွေပြနိုင်မှပြန်လဲရောင်းချပိုင်ခွင့်ရှိမယ်။ နံပါတ်2ကတော့ No Pink Flurry ဆိုတဲ့ Rover Flurry ကားတစ်စီးကို အပန်းရောင်နေတော့ဆိုးလို့မရဘူးနံပါတ်3အချက်ကတော့ Customize လုပ်တာပေါ့နော် Flurry ကားတစ်စီးကိုအပန်းရောင်မှမဟုတ်ဘူးတခြား Flurry ရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့ Customize လုပ်မှုမျိုးတွေကို Flurry ဘက်ကလုံးဝလက်မခံပါဘူး Flurry ကားတွေကိုအပြင်မှာမဟုတ်ဘူးဂိမ်းထဲမှာတော့မှတခြားကားတွေလိုမျိုးကိုလိုချင်တယ်လို့ Customize လုပ်လို့မရဘူးနောက်ဆုံးတစ်ချက်နေနဲ့ Clary Car ရဲ့ iconic အဖြစ်ဆုံးလို့ပြောလို့ရတဲ့ Francine Hawk logo ကိုဖြုတ်ပစ်တာတို့ပြောင်းပစ်တာတို့လုပ်လို့မရဘူး Clary Car တကြီးကိုပိုင်ဆိုင်ထားတဲ့သူတယောက်အနေနဲ့ဒီလို rules တွေကို မလိုက်နာဘူးဆိုရင်တော့ခင်ဗျားပိုင်ခင်ဗျားဘာကောင်းကြီးပဲဖြစ်နေဖြစ်နေပေါ့နော်ဘလောက်ပဲချမ်းသာချမ်းသာ Clary community ကနေပြီးတော့ခင်ဗျားရဲ့ကားကိုအခြေမြွေးလာပြီးတော့တင်သွားလို့ရပါတယ်ဒီလို rules တွေကိုမလိုက်နာလို့ ဖလာရီကနေပြီးတော့ black list ထည့်လိုက်တဲ့အမှုပညာရှင် celebrity တွေလည်းအများကြီးရှိပါတယ်သူတို့ကတော့ Justin Bieber, Floyd Mayweather, Kim Kardashian ပြီးတော့50 Cent နဲ့ EDM DJ သမားတစ်ယောက်ဖြစ်တဲ့ Damock တို့ပဲဖြစ်ပါတယ်ဒီအားလုံးထဲမှာ Damock ကတော့အဆိုးဆုံးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူက Flurry ကိုသူကြိုက်တဲ့ပုံစံ customize လုပ်ပြီးတဲ့အပြင် ဖလာရီရဲ့ iconic အဖြစ်ဆုံးလို့ပြောလို့ရတဲ့ဒီ logo ကြီးကိုဖလာရီကနေတော့ဖလာရီဆိုပြီးတော့ပြောင်းလိုက်တဲ့အထိပါသူကလုတ်ခဲ့တာပါအဲဒါကြောင့်မို့သူကလည်းဖလာရီရဲ့ black list ထဲမှာနေရာရခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ပြောပြသွားတာတော့ဖလာရီ community ကနေပြီးတော့ black list ထဲထည့်ခဲ့တဲ့ celebrity တွေဘာကြောင့် black list ထဲထည့်ခဲ့ရတာလဲဆိုတဲ့အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ် ောက်လည်းဒီလိုဘူဒ္ဓတရားစရာဗီဒီယိုလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ပေးထားဖို့အားလုံးတောင်းဆိုပါရစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ကြည့်စား